ကျွန်တော်နဲ့တမတော်ရင်ငင်းချင်းလုပ်ငန်းစဉ်များကိုနားလေသဘောပေါက်လာတဲ့ PDF အမြေခံအဖွဲ့မှအဖွဲ့ဝင်အမျိုးသား၁၂ဦးနဲ့အမျိုးသမီး၃ဦးတို့ဟာအောက်တိုဘာ၂၁ရက်နေ့မှာဥပဒေပေါင်းကျွင်းသို့ထပ်မံဝင်ရောက်လာကြပါတယ်။ ဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာကြတဲ့ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်၊လယ်ကူးမြို့နယ်၊လိုင်းသာယာမြို့နယ်၊တကုံမြို့သိမ်းမြောက်ပိုင်းမြို့နယ်၊စမ်းကြောင်းမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊သုံးကွာမြို့နယ်၊ဒလာမြို့နယ်၊ကြောက်တန်းမြို့နယ်နဲ့ပဲခူးတိုင်းဒေသကြီးဝေါ်မြို့နယ်တို့မှ PDF မြေကန်အဖွဲ့ဝင်အမျိုးသား12ဦးနဲ့အမျိုးသမီး3ဦးတို့အားမိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအနှံပွဲကိုအောက်တိုဘာ21ရက်နေ့မွန်လွဲပိုင်းမှာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခမ်းမမှာပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကတရားဥပဒေပုံမှန်များနဲ့ပတ်သက်တဲ့အသိပညာပေးစကားများရှင်းလင်းဆွေးနွေးပြောကြားပြီးဥပဒေပေါင်းတွင် ပြန်လည်ဝင်ရောက်ခဲ့ကြတဲ့ PDF အမိခံအဖွဲ့များမှအဖွဲ့ဝင်များအားဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးမိဘအုပ်ထိန်သူများထံပြန်လည်လွှဲပြောင်းအနံ့ပေးပါတယ်။ အလားတူသခိုင်းတိုင်းဒေသကြီးမြင်းမုံမြို့နယ်မုံရွာမြို့နယ်ဝန်းတုံမြို့နယ်ရွှေဘုံမြို့နယ်နဲ့ကံဘလူမြို့နယ်တို့မှာ BDM မိခံအဖွဲ့ဝင်အမျိုးသား၁၈ဦးနဲ့အမျိုးသမီး၃ဦးတို့အားမိဘအုပ်ထိန်သူများထံပြန်လည်လွှဲပြောင်းအနှံပွဲကိုအနောက်မြောက်တိုင်းစစ်ဌာနချုပ်ဇေယသီရိခမ်းမမှာပြုလုပ်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်ကစုံးမဩဝါဒစကားပြောကြားပြီးတိုင်းမှုကတရားဥပဒေဆိုင်ရာပုံမှန်များနဲ့အသိပညာပေးစကားများရှင်းလင်းဆွေးနွေးပြောကြားပါတယ်။အဲ့ဒီနောက်ဥပဒေပေါင်း ြင်းပြန်လည်ဝင်ရောက်လာခဲ့ကြသူများက၎င်းတို့နဲ့အတူပါရှိလာတဲ့ MK12 တလက် ြီးအိမ်တစ်ခုဆက်နှက်ဖို့ကြီးကိုတော့လက်လုတ်ပစ္စတိုတလက်နဲ့လက်လုတ်ပစ္စတိုကြီးအိမ်တစ်ခုတို့အားလွှဲပြောင်းအပ်နေရလက်နက်ခဲယမ်းများနဲ့အတူဥပဒေပေါင်းတွင်ဝင်ရောက်လာကြသူများအားတဦးလျင်စုငွေကျပ်သိန်း20စီနဲ့စုစုပေါင်းငွေကျပ်သိန်း420နဲ့စားတောက်ပွဲရများပေးအပ်ကကမွန်ခံကလေးလက်မှတ်ရေးထိုးစီပြီးမိဘအုပ်ချင်းသူများထံပြန်လည်လွှဲပြောင်းအပ်နေပေးခဲ့ကြောင်းသိရပါတယ်တိုင်းဒေသကြီးဝန်ကြီးချုပ်တိုင်းမှုနဲ့တာဝန်ရှိသူများကတက်ရောက်လာကြသူများ များအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီးစားတော့ဖွယ်ရများနဲ့ကျွေးမွေးဧကန်ခဲ့ပါတယ်။အဲ့ဒီလိုဥပဒေပေါင်းတွင် ပြန်လည်ဝင်ရောက်လာကြသူများအားပြန်လည်ကြိုးဆိုလက်ခံပြီးလိုအပ်တဲ့ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးကာမိဘအုပ်ချုပ်သူများတန့်သူစနစ်တကျပြန်လည်လွှတ်အပ်ပေးလျက်ရှိရာဥပဒေပေါင်းတွင်သို့ပြန်လည်ဝင်ရောက်ရန်ဆန္ဒရှိသူများကြံရှိနေသေးကြောင်းသိရှိရပြီးဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လူသူများအနေနဲ့နှိစက်ရခရိုင်မျိုးနယ်အုပ်ချုပ်ရေးအဖွဲ့များတက်စခန်း မ်းများနဲ့ရဲစခန်းများတို့အမြန်ဆက်သွဲတရင်ပေးပို့လာပါကကြိုးစိုးလက်ခံကလိုအပ်တဲ့ကူညီထောက်ပံ့မှုများပေးအပ်သွားမှာဖြစ်ကြောင်းနဲ့လက်နက်ခဲယမ်းများအတွက်စူးကြီးငွေများပေးအပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။အဲဒီလိုဥပဒေပေါင်းတွင် ပြန်လည်ဝင်ရောက်လာသူများရဲ့စကားသံများကိုလည်းအခုလိုပဲကြားသိရမှာဖြစ်ပါတယ်ရှင်။သမီးတို့ရွာကနေသူငယ်ချင်းရှိရကိုအနေသွားရင်လည်းလမ်းမှာ PDF အဖမ်းခံရပြီးထောင်ချကင်မလာစစ်မလုံလားအကြက်ကင်မီလေးလို့ စစ်မေလုံးလေးလိုလမ်းရှိတယ်လို့တွေးမိပြီးပြည်ပြထဲရောက်ရှိခဲ့ပါတယ်။တင်တန်းကိုတော့မင်းကြီးမျိုးနဲ့ထမ်းမကြောင်ကြွားဒီကတော့တိုက်တင်မှာကြာမိမအရန်၃၀နဲ့အတူနှစ်လတက်ထည့်ရပါတယ်။တင်တန်းကိုတော့စစ်တင်တန်းလက်နက်ငယ်နဲ့မိုင်းလုံးကြီးမထောင်ကြီးကိုသင်ကြားပေးပါတယ်။တင်တန်းစင်းတော့သူတို့တွေထမင်းချက်ပြုတ်ရေးနဲ့ကုံကြော်ရေးကိတောင်ကိုထမ်းဆောင်ခဲ့ရပါတယ်။သမီးပြည်ရဲ့ထဲဝင်ရောက်ချိန်မှာ ပီဒီအကျန်းဖတ်ဖို့တွေကဒီဒိတ်တွေမှာစက်ကြီးကောက်တယ်လူတွေကိုလည်းဖမ်းပြီးအနိုင်ကျင့်တယ်သူတို့တွေကိုအတင်းကြပ်ဝင်နေတယ်ဝင်တဲ့သူတွေကိုလည်းထောင်ချတယ်တပ်ပစ်တယ်ကျော်ရဲကလူတွေကိုလည်းလက်နက်အောင်ပူနေအနိုင်ကျင့်တယ်နှိပ်စက်တာတွေလုပ်တယ်အမီးကစောကလေးကသူတို့တွေကိုဝင်နေရမဟုတ်ပါဘူးဖမ်းပြီးခံရသူတို့လည်းရဖို့အတွက်စစ်မေးလုပ်ခဲ့ပြီးဖေးရရတာလည်းလူမျိုးကြီးစခန်းမှာအမင်းဝင်ရောက်ခဲ့တာဖြစ်ပါတယ်အမီးမိပါတွေဒီကြံရတော့မှာမို့အရန်ဝတ်တာမိပါတယ် ပြီးတော့ဒီဇင်ဘာလမှာကျင်းပတော့မယ့်ရွေးကောက်ပွဲမှာတမိဖို့တိုင်းလည်းမဲပေးမယ်။ PDA အကြံဖတ်ပွဲနည်းနည်းမှာအကြံရှိနေတဲ့သူတွေကိုလည်းပြောချင်တာကတော့သူတို့ပြောသလိုအလင်းဝင်ရင်ဖမ်းဆီးမယ်ထောင်ချမယ်နှိပ်စက်မယ်ဆိုတာမဟုတ်ပါဘူး။အခုလိုလူလူထွေထွေကြိုးဆိုပြီးထောက်ပံ့မှုတွေလုပ်ပေးတာကိုတမိဖို့တွေပါပဲ။ဒါကြောင့်အချိန်မနှောင့်ရင်အမြန်ဆုံးလင်းဝင်ရောက်ကြဖို့ဒီနေရာကြီးဖိတ်ခေါ်ချင်ပါတယ်။ကျွန်တော်ကအရင်ကမန္တလေးမြို့မှာသဘူးထူးရဲ့လုပ်ငန်းကိုလုပ်တိုင်ပါတယ်။2021ခုနှစ်မှာ ကျွန်တော်ရွာကိုရောက်ပြီးတော့ဆိုင်ကယ်နဲ့ဇေယောင်းနဲ့လုပ်ငန်းကိုလုပ်ကင်ပါတယ်။2023ခုနှစ်17လပိုင်းမှာတငယ်ချင်းကတနက်ကင်ခြင်းလားတနက်ကင်မှုခြင်းလားတနက်ပြဖို့ခြင်းလားပြဖို့ကင်မှုခြင်းကလည်းလိုက်ခဲ့ဆိုပြီးခေါ်ဆောင်သွားတဲ့အတွက်ကျွန်တော်ချမ်းမဲ့ PDF စကန်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာသူတို့ရဲ့ချမ်းမဲ့ခေါင်းဆောင်ကကျွန်တော်ကိုပြန်ရင်မိဘတွေကိုတက်ပြင်မဲ့ဆိုပြီးတော့ချင်းချောက်တိအတွက်ကြောင့်မလို့ကျွန်တော် မီဒီယာထဲကိုဝင်ခဲ့ရပါတယ်။သင်တန်းမှာတော့လက်နက်ငယ်ပြင်းသည့်မိုင်းထောင်သည့်မိုင်းစင်သည့်မိုင်းခွန်းသည့်တွေကိုသင်ကြားပေးခဲ့ပါတယ်။ကျွန်တော်သင်တန်းစင်းတော့ကမင်းအချက်ပြုတ်နေကင်းရင်စောင့်နေတောင်းကိုယူခဲ့ရပါတယ်။ကျွန်တော်ချမ်းဖက်လို့ရတဲ့မှာမပါဝင်ခဲ့ပါဘူး။တခါတလေမှာသူတို့ရွာလေးမှာဆက်ကြည့်သွားတော့ရတဲ့အချိန်မှာကျွန်တော်လိုက်ခဲ့ရပါတယ်။နောက်ပြီးရင်ကျွန်တော်တို့အဝင်အထွက်လမ်းတွေရွာတရားလမ်းတွေမှာလည်းကျွန်တော်သူတို့လုံခြုံရေးအတွက်ကင်းစောင့်ပေးခဲ့ရပါတယ်။ ျွန်တော် PDF အကြမ်းမဲ့တဲ့ရောက်တဲ့အချိန်မှာကြီးနိုင်ငယ်ချင်းအနာကျင်းတဲ့ဝါရကိုကျွန်တော်တွေ့ကြုံရပါလေ။နောက်ပြီးလူကြီးတိုင်းတွေကတော့လမ်းကစားရေးဂိတ်ကင်မှာရတဲ့စက်ကျင်းမှုရေးနဲ့ရောင်းရသားတွေဆရာကောက်ခံလို့ရတဲ့စက်ကျင်းမှုရေးနဲ့အဆင်ပြေနေပြီးတော့ကျွန်တော်တို့လက်အောက်ကလူတွေကြတော့ထမင်းတောင်မှမဝရည်တာစားခဲ့ရပါလေ။ဖြားနာတဲ့အချိန်မှာလေစိတ်ကူတာဘုရားဆရာဝန်မရှိပါဘူး။မေးရတာလေလုံးဝအဆင်မပြေပါဘူး။ကြုံတယ်လို့ဖြစ်တယ်လို့နေရပါလေ။သူတို့နဲ့အဆင်ပြေတဲ့လူတွေကြတော့ကောင်းကောင်းမွန်မွန်နေရတယ် ဘာမှမလိုပါဘူးချင်းနိုင်ငံချင်းနှိမ့်ကုန်မှုတွေလည်းကျွန်တော်ကြုံတွေ့ခဲ့ရပါတယ်အစိုးဆုံးကတော့ပြည်သူလူထုကိုညှဉ်းပန်းနှိပ်စက်တက်ဖြတ်တာကတော့အစိုးဆုံးပါပဲကျွန်တော်အလင်းဝင်ရောက်ခဲ့တာကတော့သူ့ရဲ့လုံရက်တွေမတရားမှုတွေကိုမကြိုက်လို့အလင်းဝင်ရောက်ခဲ့တာပါဆရာဆံမတွေကိုတက်ဖြတ်တာရဟန်းတန်ခါတွေကိုတက်ဖြတ်တာအစကျွန်တော်လက်မခံနိုင်လို့သူတို့ရွာလေးမှာစက်ကြီးသွားကောင်းနေရတဲ့အချိန်မှာကျွန်တော်အခွင့်သာလို့ထွက်ပြေးလာပြီးတော့၄၀ရာစက္ကန့်မှာကျွန်တော်အလင်းဝင်ခဲ့ပါတယ်ကျွန်တော်အလင်းဝင်ရောက်တဲ့အခါမှာ ကျွန်တော်တခုမြတ်ဖြစ်မလားဆိုပြီးတော့ဆွေးနွေးစေချင်တယ်တွေးမိပါတယ်တကယ်တမ်းကျတော့အစိုးရနဲ့တက်မဲ့တော့ကျွန်တော်တို့နေဖြူတာကြိုးတို့လေအစားအစာနဲ့ထောက်ပံ့ခြင်းမူတွေပြီးရကျမကြီးရကစားစစ်ဆေးပြီးတယ်နောက်ပြီးတော့ကျွန်တော်တို့နေစရာတွေပြီးတယ်နောက်ပြီးကျွန်တော်တို့မိသားစုများတို့အများဆုံးပြန်လည်ခွင့်ရအောင်စီရင်ပေးလို့ကျွန်တော်တို့အစိုးရနဲ့တက်မဲ့တော့လူကြီးတွေကိုကျွန်တော်ကျေးဇူးအထူးတင်ပါတယ် ဒက်တတူရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလောက်ကင်တွင်အမိတ်ကိုတရားစာကြားနေသောပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ2024ခုနှစ်အောက်တိုဘာ24ရက်နေ့မှထုတ်ပြန်ထားရှိပြီးတာကြောင့် တက်တက်ကျွွှေရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူတွေအနေနဲ့လုပ်ငန်းလိုင်းစဉ်မပြတ်မနေဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါဗျ။အစိုးရထုတ်ပြန်ချက်မှာပါရှိတဲ့တက်တက်ကျွွှေရောင်းဝယ်တဲ့ဝန်ဆောင်မှုလုပ်ငန်းလိုင်းစဉ်လျှောက်ထားသူများအလုံးတယံဇာတာနဲ့တဘာပတ်ဝန်ချင်းထိန်းသိမ်းရေးဝန်ကြီးဌာနမှထုတ်ပေးတဲ့ဘောင်ချာနေတာအရောင်းဝယ်ပြုလုပ်ရမှာဖြစ်တာကြောင့်လက်ရှိရွှေဆိုင်ကြီးများမှဝန်ကြီးဌာနကထုတ်ပေးတဲ့ဘောင်ချာနဲ့အရောင်းဝယ်ပြုလုပ်နေမှုအခြေအနေနဲ့ပတ်သက်ပြီးရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့်ကအခုလိုပြောကြားထားပါရဲ့ရှင်။ ဒီဘွားလေးလာတော့တယ်နေဘွားနေရောပေါ့ကြောက်တွေရောင်းပြီးတယ်စောက်ကနဲတဲ့ခါကျတော့အပြည့်စုံမပေးနိုင်ဘူးတချို့ဆိုင်တွေရတယ်နောက်တော့ပဲရတယ်ဘွားဇွဲတဲ့လူခါမျိုးဆိုတနေ့တောင်းတော့ပုံတာစောက်ကသူတို့ရှိမအောင်အလယ်မမြူးဖြစ်နေတဲ့ခါကျတော့ဆိုင်တိုင်းစောက်တော့မတုံးနိုင်ဘူးနောက်ပိုင်းတော့ဂျုံလောက်အောင်လုပ်ပြီးတော့ပြောတာပဲလိုက်စင်းရတဲ့ဆိုင်တွေအားလုံးဝယ်ယူတော့မတုံးတဲ့ဘွားမလုံလဲလို့ရမယ်တမူကဝယ်တဲ့လူတမူကဆိုင်မှာတမူကအီးဟူတတ်သူတွေနောက်တမူကခေါ်အဲ့လို၄ဆောင်လုပ်ပြီးရတယ် ော့အရင်တော့တက်ကြတွေပါလေသူတို့ဖြစ်စီရဲ့မှမမှပေါ့နောက်ဈေးလုံးမှမမှသူစံနေစံရောတတ်မှတ်စီနဲ့ကြောင်းမရောအဲ့ဒါတွေဖြစ်စီရဲ့ပေါ့အဲ့ဒါတွေကလည်းအခါအားပြောစွာဒီကထွေအဖွဲ့တွေရာနေပြီးတော့ရှင်းစစ်ပေးတယ်ရွှေတက်ကိုကြီးစောက်တဲ့ကြီးစီကုန်ဒီကတော်တော်ဘုရားချမှတ်ထားတဲ့ ီနီစီကတိုင်းအကုန်တပတ်တစ်ကြိမ်ဆိုင်နေလက်ဖြစ်တယ်ပေါ့အခုညွှန်ကြားထားတာကတော့လေကိုပိုင်းတစ်သိတုံးလေးရောလောက်ပြီးတော့အဲဘောချပေါ်မှာတော့ကိုဆိုင်တစ်သိတုံးအဝိုင်းလေးကြီးကိုရိုက်လို့ရတယ်ဆိုရတာတော့ညွှန်ကြားထားတယ်ဒီကတော့ဒီတော့မှန်ကန်ဖို့တယ်ရောတော့လက်ခါလေးမှန်ကန်ဖို့ပေါ့အဲ့ဒါပါပဲအဲလက်ရှိကြီးကတပတ်ကြီးကြတော့လည်းကြပါတယ်တပတ်ကြီးတက်တဲ့နေ့ကြတော့လည်းလည်းပြန်ပြက်တယ်တက်တာကြတာနဲ့ကသူဆိုင်သွားနေတယ်မဆိုင်ဘူးသာသုံးသူတွေနဲ့ဆိုင်တယ်သာသုံးသူတွေကလည်းအခုဈေးတက်လာပြန်ရောက်ကြတယ်အရင်ကဆက် ဘိန်းဆက်နဘိန်းနဲ့ဝယ်ထားတဲ့လူတွေကူတားပြောနေတာဒီသေးတဲ့တက်ကိုလာပြရောင်းတာမြန်မာရမြန်တန်ကြားပရိသတ်များရှင်မေးမြန်းပြေကြားပြည်သူအတွက်သတင်းစကားအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုနေ့စဉ်ည9:00နာရီအချိန်နဲ့နောက်တနေ့မနက်9:00နာရီအချိန်တွေမှာထုတ်လွှင့်တင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။